င်္ဂလာပါရှင်မန္တလေးကသစ်ချန်နယ်နောက်ဆက်သတင်းကိုတင်ဆက်ပေးပါမယ်။ရန်ကုန်ပြောက်ကြားဖွင့် YUP ရဲဘော်နယ်ဦးချက်ဗက်စတတန်ဖန်စီကန္နာရရန်ကုန်မြို့ပြောက်ပြောက်ကြားဖွင့်တကူဖြစ်တဲ့ရန်ကုန် UG ပြည်ပင်းအာမေတပ်ဖွဲ့ရဲဘော်နယ်ဦးချက်ဗက်စတတန်ဖန်စီချင်းခင်ရလို့ဆိုပါတပ်ဖွဲ့ကထုတ်ပြန်နေ။ YUP ရဲဘော်နယ်ဦးဖြစ်တဲ့ KC နဲ့မုံလေးတို့ဖန်စီခံရဖြစ်ပြီးသူတို့နှစ်ယောက်နဲ့ဆက်သွယ်ရှိသူတွေနေနဲ့လုံးဝဆက်သွယ်မလုပ်ကြဘဲ YUP ကသတိပေးတယ်။ ဝါယုပီးရဲ့ရေပေါ်အင်းလေးနဲ့လည်းလက်ရှိမှာရေပေါ်နေရာပြောင်းရွှင်နေရပြီးပြောင်းရွှင်စရိတ်အတွက်အားဖြင့်ကူညီထောက်ပံ့မှုလွှဲနေလို့យေတာထားတယ်။ရန်ကုန်မြို့ပေါ်မှာဂျပ်ဖက်စစ်ကော်မရှင်ကလူငယ်တွေကိုစစ်မှုထမ်းမှုပေါ်တာဆွဲဖမ်းဆီးမှုပြင်လက်ရှိမှာရွေးကောက်ပွဲတို့နှောက်ယှက်မှုပင်ခေါင်းစဉ်မျိုးမျိုးတက်ကဖမ်းဆီးမှုတွေလုံဆောင်နေတယ်။ပြည်ခေအော်တိုဘလာမှာရန်ကုန်တိုင်းတွင်စစ်ကော်မရှင်မတရားဖမ်းဆီးခြင်းခံရသူ64ယောက်ရှိခဲ့ပြီးရန်တပ်ဖမ်းဆီးခြင်းခံရသူတွေရှိသူတို့တရင်တီးကြနဲ့ဆောင်းဆိုင်ဖမ်းဆီးခံသူ16ယောက်ပါဝင်ခဲ့လို့ Ragans Corner ကဖော်ပြပါတယ်။ ဇလဗီတနင်္သာရီနဲ့နထိုးကြီးမြို့နယ်တို့မှာစစ်မှုထမ်းတပ်သားတင်နှောင်းကလက်နက်ခဲများယူဆလာပြီးလင်းဝင်တနင်္သာရီတိုင်းတနင်္သာရီမြို့နီးရှင်အောင်ကင်ရွာချင်းဆိုင်ခမ958တိုင်းကလည်းစစ်မှုထမ်းတပ်သားတင်ကတနင်္သာရီယူဆလာပြီးအလင်းဝင်ရောက်ခဲ့ကြတနင်္သာရီမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပကဖတာဝန်ရှိသူကပြောပါတယ်။ ော်တော်မလန်တရားနဲ့တနင်္သာရီမျိုးနေရှိအောင်ကင်းအချင်းဆိုင်ခမ950ခွန်တန်းကနေစစ်မှုနဲ့တပ်သားတင်မောင်းဆောင်ကတနင်္သာရီမျိုးနဲ့ပြည်သူ့ကာကွယ်ရေးဖွဲ့တန်းဆက်သွယ်ပြီးလက်နက်နဲ့တူလင်းဝင်ရောက်လာခဲ့ကြောင်းသိရတယ်။အလင်းဝင်စစ်မှုနဲ့တပ်သားမှ MA1 တနက်တက်လက်ကြီးပေါင်း9ခုချီ920တောင်းလို့ယူဆောင်လာခဲ့ကြောင်းစစ်မှုရတသားမှာပုံပြမြွနဲ့စကားခဆက်တုံးမှာမုံမန်တင်တဲ့နှစ်ပတ်တရားခဲ့ပြီးနောက်မြေမြွတရားတုံးတကုတ်ပူဆောင်ခဲ့အောင်ရင်းတော်အကင်းအချိန်ဆိုင်ခမ959တိုင်ကိုရောက်ရှိလာပြီးသမုတ်ချုံရဘက်ကိုစစ်ကြောင်းထလာစစ်ထွက်ပြေးလာခြင်းဖြစ်ပါတယ် သူကစစ်ကြောင်းထွန်းလာတဲ့မုံချုံရွာနီမှာထွက်ပြေးလာပြီးတော်လိုင်းတက်တွေရှင်းနေရကိုစောင့်ဆန်းဆက်သွဲလာတယ်။သူကပေါ်တာဆွဲခံရတာဟုံးမလင်းမှာရှမ်းနီတဖွဲပေါ်တာဆွဲခံရပြီးတော့ဖန်စီဘီစစ်တပ်ထဲကိုပို့လိုက်တယ်။လောလောဆယ်ကျွန်တော်ဖွဲကစက်သိန်း20ကနေအုပ်ချင်းမြင့်ထားပါတယ်။ MOD ကချင်းမြင့်ဝင်ကြလာရင်လည်းထပ်ပြေးသွားမှာပါ။အလားတူမန်လေးတိုင်းနတို့ကြီးမြို့နယ်မှာလည်းစစ်မှုနဲ့တပ်သားတွေတက်လက်နက်ခဲများယူဆပြီးအဝင်းလင်းဝင်ရခဲ့ကြောင်းနတို့ကြီး PDF ကတော်ပြန်ပါတယ်။နိုဝင်ဘာလ16ရက်နေ့မှာနတို့ကြီးမြို့နယ်တွင်ရှိဂျပန်စစ်တပ်ဘက်ကစစ်မှုနဲ့ပတ်စင်25တပ်သားတွေတက်က နတော်ကြီးပြည်ထောင်တန်လက်နက်ခဲများယူဆောင်လာပြီးအလင်းဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်းဆက်လက်ပြီးပြည်သူ့ရင်ခွင်ခုံလုံးနဲ့စစ်မှုထမ်းတပ်သားတက်တဲကိုလည်းအလင်းဝင်ရောက်ကြရန်နတော်ကြီး PDF ကဖိတ်ခေါ်ပါတယ်။ဆက်လက်ပြီးသခိုင်းတိုင်းရဲ့ဂျာကာလာဆိုရဝင်ကြီးချုပ်ဖြစ်ဦးစိုးဦးကိုရေကောက်တင်မြောက်လိုက်ပြီးသခိုင်းတိုင်းဖက်ဒရယ်လွှတ်တော်ကဒါပြင်ဦးမြင့်ထွေးရေကောက်ခံရ ဆရာနာရှင်စန်းကျင်တော်လင်းရအောင်တဲ့သခိုင်းတိုင်းဂျာကလာဆရာဝန်ကြီးချုပ်ဖြစ်ဦးစိုးဦးကိုရွေးကောက်တင်မြှောက်လိုက်ကြောင်းသခိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်စတ္ထမပုံမှန်စည်းဝေးအတင်းဝင်တင်ထုတ်ပြန်နေ။ယနေ့သခိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်စတ္ထမပုံမှန်စည်းဝေးမှာသခိုင်းဖက်ဒရယ်ယူနစ်ဂျာကလာယူနစ်ဆရာဖွဲ့ဝင်ကြီးချုပ်လာအမိစင်းကိုလွှတ်တော်ကိုတင်သွင်းအတည်ပြုခဲ့ခြင်းဖြစ်ပြီးသခိုင်းဖက်ဒရယ်ယူနစ်ဂျာကလာဆရာဖွဲ့ဝင်ကြီးချုပ်ဦးစိုးဦးကိုရွေးကောက်တင်မြှောက်လိုက်ခြင်းဖြစ်တဲ့ ယနေ့စကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်စတမပုံမှန်အစည်းအဝေးမှာစကိုင်းတိုင်းဝန်ကြီးချုပ်ပြင်စကိုင်းတိုင်းဒေသကြီးလွှတ်တော်ကြီးကဲကိုဝါတီပြူတောင်ပြခဲ့ကြောင်းစကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်ကထားပြင်ဦးမြင့်ထွေးကိုရွေးကောက်တင်မြှောက်လိုက်ကြောင်းဖြစ်ပါတယ်။ ဆက်လက်ပြီးရှင်းကုတ်ကူမှာကြားဖြန့်ခိုင်းနေကိုအပြတ်နိုင်နေတော့မယ်လို့စစ်တပ်လောက်ခံ BJF 9မောင်သောပြောပြန် American နဲ့တရုတ်ဖျားကြောင့်မဟုတ်ပဲ BJF ကကြားဖြန့်နေတဲ့ဆုံးဖြတ်တဲ့အချိန်နဲ့ဖျားပစ်ချိန်တိုက်ဆိုင်မှုဆိုကင်းပြင်းနဲ့မျောရီမျောနဲ့ရှင်းကုတ်ကူမြင့်တင်မှာကြားဖြန့်နေကိုပြီးသက်အပြတ်နိုင်နေတော့မည်ဖြစ်ကြောင်းစစ်တပ်လောက်ခံကင်းတဲ့ကြားဆောင်တဲ့ BJF မှာ9မောင်သောကပြောပါတယ်ရှင်းကုတ်ကူမှာကြားဖြန့်တထောင်နဲ့2000ကျားရှိကြားဖြန့်နေကိုလုံးဝမထားတော့ပဲအပြည့်ပြည့်နိုင်နေတော့မည်ဖြစ်ကြောင်းထို့သူနေနေမှာစစ်တပ်နဲ့ပူးပေါင်းမိနေနေမည်ဖြစ်ကြောင်းအမေရိကန်နဲ့တရုတ်ဖျားရှိလာပြီးတော့မဟုတ်ပဲ BJF ကကြားဖြန့် နေနဲ့ဆုံးဖြတ်တဲ့အချိန်နဲ့တိုက်ဆိုင်နေခြင်းဖြစ်ကြောင်းလည်းကောင်းကဆိုတယ်ရွှေကုတ်ကိုနိုင်ငံသားယင်းနှမြုံနယ်မှာဖိတ်ခေါ်ခဲ့တာကဖွံ့ဖြိုးတိုးတက်စေခြင်းလို့ဖိတ်ခေါ်ခဲ့တာပါအဲ့ဒီပုံမှာနိုင်ငံသားတွေကသူတို့ရဲ့တိုးတက်တဲ့ဤပညာတွေနဲ့ကမ္ဘာပေါ်မှာလိမ့်လည်မှုပြုလုပ်တဲ့ဆရာကိုကျွန်တော်ခုနောက်ပိုင်းမှာတွေ့နေကြကြလေးသိလာရတယ်အဲဒါကြောင့်အခုနေအခုချိန်ကကမ္ဘာကြီးနဲ့တူအင်းကြီးချင်းနိုင်ငံနဲ့တူကိုရုဆွေရနဲ့တူ plan A B C ရှိရနေရ plan B နဲ့ plan C ကိုပေါင်းပြီးတော့ပြီးတိုင်ဖယ်ရှားရှင်းလင်းမှုလုပ်ဆောင်မယ်လုံအောင်ပျောက်တဲ့အထိရပ်ပိုင်းတွေမှာပြီးတိုင်ဖယ်ရှားရှင်းလင်းမယ်နောက်ထပ်ဆရာမရှိဘူးလို့ BGF နိုင်မောင်စောကပြောတယ် ရွှေကုတ်ကိုတည်ထောင်သူရှိစီချင်းကိုကြားဖြင့်ဝင်လေမှုတဲ့ပါဝင်နိုင်ငံတကာရာဇဝတ်မှုတွေနဲ့ထိုင်းနိုင်ငံကတရုတ်နိုင်ငံကိုနိုဝင်ဘာလ12ရက်နေ့မှာလွှဲပြောင်းလိုက်ပြီးအမေရိကန်ကလည်းကြားဖြန့်တွေကိုကာကွယ်ပေးနေတဲ့ TKP ရဲ့တပ်ဖွဲ့နဲ့ခေါင်းဆောင်လေးကိုစီးပွားရေးတန်ခတ်ပိတ်ဆို့ကကြားဖြန့်တိုက်ဖြတ်အတူတဖွဲ့ဖွဲ့စည်းခဲ့တယ်။ထိုကဲ့သို့ချင်းနေဖြစ်ပေါ်လာချိန်မှာ BJF နိုင်ပေါင်းစုံကကြားဖြန့်တွေလုံးဝအပြတ်နှိမ်နေတော့မလို့ထုတ်ပေါ်ပြောဆိုလာခြင်းဖြစ်တဲ့တခြားတပ်ဖွဲ့မှလည်းစစ်တပ်ကရွှေကုတ်ကိုတကူ BJF နဲ့အတူတွဲဖက်ဝင်ရောက်နေရယူထားပြီးများမကြာမီ KK ဘက်ကဲ့သို့ဟန်ပြကြားဖြန့်ရည်ရွယ်မှုတွေဆောင်ရွက်ပြင်ဆင်နေကြောင်းကရင်စိတ်သတင်းမြစ်ကပြောတယ်။ ။ညောင်ရီမြို့နယ်မှာကြားဖြတ်စင်နာတွေကိုပြည်ကျဲစွာချစ်သူ DKP အပါအဝင်စစ်တပ်နဲ့အစဉ်ပြတ်လက်နက်ကင်တပ်ဖွဲ့တွေကကြီးကျယ်လုကိုင်းနေခြင်းဖြစ်ပါတယ်။ဆလာဘီမကွေးတော်မှနိုင်ငံတွေကိုအလုတ်ကျန်းခိုင်းစေနိုင်ငံလေပိုင်းရှိမကွေးအကျဉ်းထောင်မှနိုင်ငံအကျဉ်းသားတွေကိုထောင်တွင် အလုတ်ကျန်းနေခိုင်းစေတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံအကျဉ်းသားများကထုတ်ပြန်သိပေးပါရယ် အလောက်ကျန်တဲ့ထောင်နဲ့ကြားရတဲ့နိုင်ငံအကျဉ်းသားတွေကိုမြေတူးခိုင်းတာမိလာတန့်ရှဲလောက်ခိုင်းပြီးဖိနှိပ်မှုလှုပ်ဆောင်နေတဲ့ပပီယန်ကဆိုတဲ့အခုနှစ်အတွက်အလောက်ကျန်စီခိုင်းခဲ့တဲ့နိုင်ငံအကျဉ်းသား40ဦးရှိခဲ့ပြီးပြီးခဲ့တဲ့ဧပြီမွေဇွန်လမှာအများဆုံးဖြစ်ခဲ့လို့ပပီယန်ထံကနေသိရပါဗျ။နိုင်ငံအကျဉ်းသားတွေကိုနိုင်ငံအကျဉ်းသားလို့မသတ်မှတ်ထားအလုံးစံနဲ့ထောင်နဲ့ပါတဲ့အတွက်ဒီလောက်တွေလောက်ရမယ်ဆိုပြီးခိုင်းတာလို့ PPN ရဲ့ဥဆောင်ကော်မတီဝင်ကိုတိုက်တွန်းကပြောပါရယ်။ထောင်နဲ့မှာအလုံးစံပါတဲ့အတွက်အလုံးမလုံးချင်ငွေကျဲတောင်းခဏကလည်းထောင်နှင်းစည်းဝါးရေလို့ဖြစ်နေလို့နိုင်ငံအကျဉ်းသားဟောင်းချွတ်ကပြောရယ်။ မကွေးတိုင်းဟာနိုင်ငံရေးကျင်းသားတွေကိုဖိနှိပ်တဲ့ထောင်စင်းထဲမှာပေါင်ပြီးထောင်ပြောင်းလာသူတွေကိုဘူဝမာတဲ့ရိုက်နှက်တာမျိုးလုံးဆောင်လေးရှိတယ်။ဆလပီငင်းချင်းယူထိုင်တိုင်းတာလနဲ့ကိုင်ဖွဲ့သစ္စာမရှိဘူးလို့စစ်ကောင်းဆောင်ပြောငင်းချင်းရယူထိုင်တိုင်းတာလနဲ့ကိုင်ဖွဲ့စီဟာနိုင်ငံတော်အပေါ်သစ္စာဆောင်သိမှုမရှိဘဲကိုကျိုးစီဘော့အတွက်တရားမဝင်ကုန်သွယ်မှုမှာပိုင်ပတ်သက်နေလို့စစ်ကောင်းဆောင်ကပြောတယ်။နိုဝင်ဘာလ16ရက်ကမွန်ပြည်နယ်မော်လမြိုင်မြို့ရှိပြည်နယ်ခမ်းမမှာဌာနဆိုင်အတဝန်ရှိသူတွေစီးပွားရေးလုပ်ငန်းရှင်တွေပါဝင်ဒေသခံပြည်သူချုံနဲ့တွေ့ဆုံစဉ်အာနာသိန်းစေကောင်းဆောင်မှုချုပ်မှုကြီးမြန်လိုင်ကပြောဆိုခဲ့တာပါ စစ်ကောင်းဆောင်အနေနဲ့ဇက်ဒေတာရဲ့မှတင်ငင်းအေးချက်မှုအားနယ်လာကြောင်းတချို့သွန်နယ်ဇက်ကိတ်တွေကိုပိတ်ထားပြီးတရားဝင်ကုန်သွယ်မှုတွေပုံပုံများပြလာရလို့ဆိုတယ်။တရားဝင်ကုန်သွယ်မှုကြောင့်နယ်ဇက်ဒေတာရှိလက်နက်ကိုင်ဖွဲ့စည်းကိုတက်ဆိုးရှင်စီပြီးရတဲ့ရတိုက်တဲ့ခွန်ကားတွေရရှိမှုမရှိတဲ့အတွက်ထိခိုက်နေတယ်လို့စစ်ကောင်းဆောင်ကပြောတယ်။ဒါအပြင်နယ်ဇက်ဒေတာရဲ့မှာအွန်လိုင်းအသုံးပြုလိမ်လည်မှုနဲ့အွန်လိုင်းလောင်းစားမှုကျွလွန်နေသူတွေမရှိသေးလေထားစားလည်းရှိပြီးအခြေခံအဆောက်အဦတွေပါအမြင့်ပြတ်ချိန်မုံရှင်းလင်းသွားမယ်လို့ပြောဆိုခဲ့တယ်။ မနသိန်းကောင်းဆောင်ပြီးခဲ့နိုဝင်ဘာလ15ရက်နေ့ကကင်ပြည်နယ်ဖမ်းမြို့ကိုရောက်ရှိခဲ့ပြီးသူရဲ့ခီးစင်ကြောင့်ကင်းနယ်ကြားဆောက်တဲ့ BGF ကင်းငင်းချင်းကောင်းစီ KNU KNL PC DKP တပ်တို့ကိုဖမ်းမြို့တွင်ဝင်ရောက်ခွင့်ပိတ်ပင်ထားလို့ဒေသခံတွေပြပြကြေညာတရားပါတယ်။နားဆင်အားဖြင့်ကြားရတဲ့သူဝင်ကျေးဇူးတင်ရှိပါတယ်ရှင်။